မင်္ဂလာပါရှင်လိုက်ကောဆစ်ဆောင်တွေနှစ်ရက်မပြန်ပါကအိပိတ်တိမ်မဲလို့စစ်တပ်ကထမှန်ချင်းချောက်တဲ့တရင်ကိုတင်ဆက်ပြီးချင်ပါတယ်ရှင်ခရနီပြင်းတဲ့လိုက်ကောမြို့နယ်ကနေနှစ်ရက်ဆုံးခွာဆစ်ဆောင်တွေကိုလာမည့်ဒီဇင်ဘာလမတိုင်ခင်နှစ်ရက်ပြန်လာနေထိုင်ကြဖို့နဲ့မပြန်လာပါက နေအိမ်ပိတ်တိမ်မဲလို့စစ်တပ်ကချင်းချောက်နေတယ်လို့ဆစ်ဆောင်တွေက ပြောပါတယ်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာ စစ်တပ်ကပြစ်လုံးမဲ့ရွေးကောက်ပွဲအပိုင်း၁ကိုခရနီပြည်နယ်တွင်လွိုင်ကော်မြို့နယ်နဲ့ဘောလကဲမြို့နယ်တို့မှာပြစ်လုံးမှာဖြစ်တယ်လို့ကြေညာချပါတယ်။ဒါကြောင့်စစ်တပ်ကလွိုင်ကော်မြို့နယ်အတွင်းကနေရစွန့်ခွာစစ်ရှောင်းတွေကိုအချင်းချင်းပြန်လည်ခေါ်ဆောင်နေတာဖြစ်တယ်လို့လွိုင်ကော်စစ်ရှောင်းတွေကပြောပါတယ်။လိုက်ကုံမြို့နယ်မှာရှိတဲ့ရက်ွက်ရုံးတွေမှာလဲမဲစင်းများကတ်ထားပြီး တအင်းတယောက်မဲစင်းလာကြည့်ကြဖို့နဲ့မဲစင်းပါဝင်တူတွေမဲထက်ကြဖို့စီယုံရင်စိမ့်နေကြတယ်လို့ဒီတာခန်တွေကပြောပါတယ်စတက်က2025ခုနှစ်ဒီဇင်ဘာလအတွင်းယူကောက်ပွဲကျင်းပရဲ့အတွေ့နိုင်ငံအနှံ့တော်လှန်ရေးတပ်ဖွဲ့များတင်ပိုက်ထားတဲ့မြို့တွေကိုထိုးစစ်ဆင်တိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်လျက်ရှိနေပါတယ်။ခရီနီပြည်နယ်မှာလည်းလွိုက်ကော်မြို့နယ်အရှိဖက်ချံ ဒမောဆိုမြို့နယ်ရှန်ဂရနီနယ်ဆက်ဖဲခွန်ဖရူဆိုနယ်ဘောလခဲဆရဲစစ်မျက်နှာ၅ခုကနေထိုးစစ်ဆင်နေပြီးစစ်တပ်နဲ့အတူ ပြန်လို့တက်တောင်းတွေအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဂရနီအမျိုးသားများကာကွယ်တဲ့ခင်ပြက်ကထုတ်ပြန်ထားပါတယ်ရှင်။